ဲ့လိုအိဋ္ဌာယုံလေးအကုန်လုံးမြည်ခဲ့ရတကယ်ဝမ်းနဲ့ကြာဖြစ်တယ်မြည်ခဲ့ရတဲ့အတွက်ကိုယ်တိုင်ဘာလုပ်ပေးရမလဲပေါ့နော်ကိုယ်လုပ်ပေးနိုင်တဲ့ဟာတွေကလုပ်ပေးတာပေါ့ကွာဘေးကြုံတိုင်းအချိန်မှာပေါ့နော်ကိုတက်တယ်တော့အများကြီးတည်တယ်။နာခင်ထရကလည်းလူလာတာပေါ့လေ။အဲလိုပုံတွေပါကြမသိဘူးလို့လူတွေသိတယ်ပြန်။ဒါပေမဲ့နောက်ချက်ကတော့အဲလိုကိုတက်နိုင်တာကိုယ်တိုင်သွားနိုင်တဲ့ကသွားတယ်။သွားနိုင်ကြသူ့ပဲပေါ့နော်။အခုကတော့ကိုယ်တိုင်သွားတာပေါ့။ကိုယ့်ရဲ့ဘေးဆွေတငယ်ချင်းတွေနဲ့ပါပြီးတော့သွားထူတာပါ။အော်တော်တော်လေးလဲအဲ အလူရှင်တွေလည်းလာကြတယ်ပေါ့ဒါကြသလိုဒါပေမဲ့ဒီပြန်လေထူအောင်မှုအတွက်ကလိုတယ်ပေါ့နော်အများကြီးလိုတယ်လို့မြင်တယ်အဲဒါကြောင့်မို့လဲ quality နဲ့တိုင်ပြီးတော့ဒီကားရဲ့ရတဲ့ရုံတင်ရတဲ့အမျက်ငွေအားလုံးကိုတရားကြိုင်လုံးခုပဲဆိုပြီးဆုံးဖြတ်လိုက်တာပေါ့အော်ဒီကျွန်တော်ဒီလိုအော်နော်ငလင်းကကျွန်တော်တို့ငလင်းဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကယုံကျွန်တော်ယုံတင်ရက်နဲ့အရန်ဟောနော်အရန်ထက်နေရပေါ့နော်ထက်ရင်ဖြစ်နေတယ်ဖြစ်နေတဲ့ခါကျတော့ကျွန်တော်တို့ကလည်းမဟုတ်လေကျွန်တော်တို့ကဒီဟာနဲ့ပတ်သက်လို့တွားပြီးတော့ကုညီရမယ့်ကိစ္စရှိတာ哦 ဘဟုရေပြေတော့ဘဟုရေပြေတော့လည်းကျွန်တော်သွားရှိတာဟုတ်အဲ့တော့အဲ့တော့ကျွန်တော်သွားဖို့ကိစ္စရှိတယ်ဒါပေမဲ့ကျွန်တော်ကဘာဖြစ်နေလဲဆိုတော့အဲ့ဂျာထဲမှာကျွန်တော်က pressure လောက်ရမလားဘာလို့ကမမြန်မသိရဘဲနဲ့ဒီကားယုံတင်မှုတော့ကျွန်တော်ရှုချက်ခန့်နေတာဟုတ်အဲ့တော့နောက်ပြီးတော့အဲ့တုန်းကကျွန်တော်တွေးတာဘာတွေးလဲဆိုတော့တကယ်လို့များကျွန်တော်တို့ကကျွန်တော်တို့ယုံတင်ရမှာပဲဒီဖြစ်ဖြစ်ကဖြစ်ရတယ်ဆိုတော့ဒီဟာကိုကျွန်တော်ကယုံတင်ရက်ကိုလည်းကြော်သွားလို့မရတဲ့အခါမှာယုံတင်လိုက်တဲ့ဆိုရင်ဘာပြောခံရမလဲဆိုတဲ့ကိစ္စကျွန်တော်မှရှိတယ်ဗျာရှိတော့အဲ့တော့ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ ဟိုကျွန်တော်တို့စိတ်ထဲမှာကျွန်တော်တို့ယဉ်ညွန်းခံတာဘာလို့ဘလို့ယဉ်ညွန်းခံလဲဆိုတော့ဒါကဒီလိုလိုရင်းနဲ့ပဲတူလိုက်တာပို့ပြီးတော့ကျွန်တော်တို့အတွက်အဖက်ဖက်ကအဆင်ပြေမယ်လို့ကျွန်တော်တွေးမိတယ်ဗောလေမဟုတ်ဘယ်နဲ့ကျွန်တော်ကကျွန်တော်ကျွန်တော်ပဲဒီကောင်ဆန်ဆန်ပြပြီးတော့ကျွန်တော်တို့ပြောကျွန်တော်လုပ်မယ်ဆိုရင်လည်းဒါဒါမသိတော့ဘူးဗျာနောက်အပြောခံရမှာပေါ့နော်အဲဒါကိုကျွန်တော်ကကျွန်တော်အမှုပြောင်းလည်းပြပြကျင်တယ်ဒီလိုပြီးတော့အားလုံးရဲ့ပြောဆိုလည်းလွတ်ချင်တယ်ဆိုတော့အဲကျွန်တော်ဒီလိုမျိုးတွေ့လိုက်တာပဲကွာပြပြသားဒီလိုပဲစဉ်းစားလိုက်တာကောင်းပါတယ်ဆိုတော့ဆုံးမချောက်ကျွန်တော်ချမိတော့ပါဘောနော်အဲဒါဆိုရင် အဲကျွန်တော်တို့နဲ့အတူတူပြိသက်တဲ့အတူတူပေါင်းပြီးလှူတဲ့လူတို့ဖြစ်သွားတာပေါ့ဗျာအဲ့တော့ဒီလိုပဲလှူလိုက်မယ်လို့ဆုံးဖြတ်လိုက်တာပေါ့အာရုပ်ရှင်ရုပ်ရှင်တဲ့ရုပ်ရှင်လည်းအောင်နိုင်လို့မရပါဘူးတော့တရားခိုင်းမှာကြည့်ရတယ်မြေမြေကြီးတွေပွဲသွားတာနောက်ပြီးလူတွေဒုက္ခပြတာတို့ကဘာလို့ဆိုတော့စေးရုံလေးကိုပွဲသွားခဲ့တာမန်းလေးစေးရုံရောက်တယ်60စေးရုံရောက်တယ်ဇကိုင်းကတော့တကယ်ကိုပြိုနေတဲ့ရက်ွက်တွေတည်းဒီကိုအချို့နေရာကြီးဆိုရင်လမ်းလျှောက်ဝင်ရတာရိုင်းမဲဟိုကားလေးသွားလို့မရဘူးကားဝင်လို့မရတော့အဲ့ဒီနေရာကြီးကိုလမ်းလျှောက်ပြီးတော့ဝင်ခဲ့ပြီးတော့ တိကျပါတော့တကယ်ကိုပြိုကျပြီးတော့ပြက်စီးပြီးတော့ကျုပ်ကိုမိသားစုကုန်ဆုံးသွားပြီတယောက်တည်းကျန်နေတယ်အခုဆိုလူလာအောင်လူလာအောင်မယူနိုင်တော့ဘူးအဲ့လိုမျိုးအဲ့လိုလိမ့်ထိုင်ုံလေးအကုန်လုံးမြေခဲ့ရတကယ်ဝမ်းနေစရာဖြစ်တယ်မြေခဲ့ရအတွက်ကိုတိုင်ဘာလုပ်ပေးရမလဲပေါ့နော်ကိုလုပ်ပေးနိုင်တဲ့ဟာတွေကလုပ်ပေးတာပေါ့ကွာအမှန်တမ်းပြောရင်ဒီကမကလူကျင်တယ်ကျိုးလေလာပြောတယ်မလူခံပေးပါသူတို့လူကျင်တယ်ပေါ့အဲအဲ့လိုပြောတဲ့အချိန်မှာနည်းနည်းမပါတော့လူခံလိုက်တယ်သူခံလိုက်ဆိုကိုကကိုကကိုယ်လည်းပြစ်ပြတ်တည်တော်မူသားဆိုတော့ အဲတငယ်ချင်းရေနာဟုတ်တယ်တငယ်ချင်းတွေနဲ့တွားလူလာလို့သူကသူကသူတို့မားတီလာတာတင်ပြောင်းနေရတော့မားတီလာတဲ့ခါကျတော့သူကသူတို့ပြေစုံနေပြီဆိုတော့ဒဲပပအရင်နေ့တဲ့သူလူစီတော့ပဲအလူလာကိုလည်းသူလက်ခံပြီးတော့တွားလူလိုက်တဲ့သဘောပေါ့နော်အဲ့တော့ကိုယ့်ကိုလည်းချင်းချင်းရောက်ယူချင်တဲ့ခါကျတော့ဟောင်ကြီးနဲ့ပြောပြတော့ဟောင်ကြီးကအဲ့ဆိုရင်ဒီလိုလိုတော့မဲဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ဒီအမျက်ငွေတရားရခိုင်လုံးလုံးခုပဲဆုံးဆုံးဖြတ်ပြီးတော့အဲဟိုဆုံးဖြတ်လိုက်တာပေါ့နော်ဟုတ်ဟုတ်ဟုတ်အဲ့ဆိုအမားတို့ကတော့ဒါအမှန်တမ်းပြောရရင်ဒါဟိုပါပေါ့ဟိုကိုယ်ရက်ထိုင်တဲ့ဟာလောက်ပါတယ်နော်လောက် ဲ့ဓာကြီးတဲ့သူတွေနဲ့အလှူလည်းဖြစ်ပါတယ်ဓာကြီးတဲ့သူတွေရဲ့အလှူကိုလည်းအမားတို့နဲ့ပေါင်းပြီးတော့သူ့ရဲ့သဘောပါအဲ့တော့လို့ရှင်ကြီးနဲ့ပူလို့ရတယ်ဆိုတဲ့သဘောပါအလှူတစ်ခုလာလိုက်ကိုလိုပဲဟိုခံစားပြီးတော့လာပါဘာလို့လဲကိုဓာကြီးလိုက်တဲ့အတွက်ဒီပတ်စံကတကယ်ကိုဒုက္ခရောက်ပြီးတော့အဲဘေးဘေးတင့်နေတဲ့ဤသူတွေဆိုတိုက်ရရောက်ပါအဲ့ဒီတော့ကိုအမားတို့ကလည်းလာကြည့်ပါလို့အမားတို့ကလည်းဖိတ်ခေါ်ပါတယ် ။အော်ကျွန်တော်တို့ကဒီဒီလိုမျိုးဆိုတာလေအဲဒီလိုအကြောင်းတရားကြီးပုံမှာကျွန်တော်တို့ကကြုံလာလို့သာလေကျွန်တော်ဒီလိုမျိုးလုံးလုံးလိုက်ရတာပေါ့ခင်ဗျာ။ဒါပေမဲ့တချို့တချို့သောဟောဘောနော်အော်ရီယန်နေမှာမရှိနိုင်လဲဆိုတော့အဒီပုံမှာမိမိမသာတွေးနိုင်တယ်ဗျာ။မိမိမသာတွေးနိုင်တယ်ဆိုဘလို့တွေးနိုင်လဲဆိုတော့အဲအော်ဒါကဒီလိုအခြေအနေမျိုးမှာရုံဝင်ဖို့အတွက်အဲသူအားခက်ခဲနေမှာမလို့အဲဒီလိုမျိုး promotion လာပေါ့နော်အဲဒီလိုမျိုးလဲတွေးနိုင်တာပါပဲနော်အဲ့လိုတွေးနိုင်တဲ့အခါကျရင်လည်း ဒါဆိုလည်းအဲ့ဒီလိုတွေ့တဲ့သူတွေရဲ့အလူငွေမပါတာပဲရှိတာပါပဲအဲကျွန်တော်တို့ကတော့ကျွန်တော်တို့ကိုပြောထားတဲ့အတိုင်းဒီအားနဲ့ပိုအမြတ်အကုန်လုံးလူမှဆိုရတဲ့ကျွန်တော်တို့ကစိတ်ရှင်းရှင်းနဲ့ကျွန်တော်တို့ဒါကိုပြောတာပါအဲ့လိုမျိုးမသာတွေ့ရအောင်မရှိပါဘူးအဲ့လိုမျိုးတော့လည်းရွေတာမျိုးမဟုတ်ပါဘူးဒီလိုအချိန်ဒီမှာကျွန်တော်ဒီလိုပြမှသာလျှင်ဒီနုပညာပြိသက်ရှိတော့မှမဟုတ်လို့ဒါလျှင်ဒီလိုအချိန်တို့ကျွန်တော်ရွေးချယ်ရတာပါလို့ပြောချင်တာပါဟိုတချို့ကောင်ကလေးမလေးဆိုလေကလေးတွေဟိုကလည်းကလေးရှိတော့လေ ูอ่ะตรุจีวันเน่เลยตรุอ่ะกูนี่จ้องพี่อ่ะอะไรโหอะลุ้นเนี่ยได้เนาะตะเกเสิกไม่กล้าอูอะแล้วจังเลยคุชินนี่ผิดเลยตั้วชินนี่ผิดเลยโหตะมี้โหลาโหท้าเก็บพี่แล้วกูไหนกูไหนตั้วไล่กันเนาะตั้วไล่แต่คําตรุอ่ะโห่มีน่ะเนี่ยตรุตะเกโหดันหายน่ะโหดิตะโกลงไต่ปี่ดาสวยคลีมาเลยสวยไอ้นี่เราไม่กัดน่ะအဲ့တင်းထပြီးတော့ဟိုဓာတ်ပုံရိုက်ရှင်လို့အဲ့ကိုယ်ကကြောက်ကိုယ်ကလှူတဲ့အတွက်အလှူဟိုအလှူခံတဲ့မျက်နှာတွေကိုအများကြီးစိတ်ကလေးနဲ့ပုံပြီးတော့တင်တယ်။ဒါပေမဲ့သူကကြောက်တော့ မမအားတမီးပုံလေးကိုတင်ပေးပါတဲ့ဆိုပြီးပြောတာအဲ့မှာတကယ်ပြည့်ရင်စားတယ်ကျေစိတ်မပါဘူးအဲ့လိုအဲ့လိုကလေးတွေရောအဲ့လိုကိုအားပေးတဲ့အမတွေအန်တီတွေညီမတွေအများကြီးတွေ့ကြရတယ်အဲ့တော့ဒါကကိုတွေပြိသက်ကိုပြန်ပြီးတော့ကိုတွေပြန်ကြည့်ရကြည့်ရမယ်ဒါကိုတွေအားပေးတဲ့ပြိသက်တွေဆိုရင်စိတ်ကလည်းအေးရှိတော့အဲ့ဒါကြောင့်မို့ဒီလိုလိုလိုဆိုပြီးတော့ပို့ပြီးတော့ထိုင်လာတာဟုတ် ဟိုသတင်းပြန်ဝင်ချင်တာအဓိကတော့လေကိုကအလှူရှည်တွေတော်တော်များပါတော့ရေတို့ပါစားတော့တွေရောက်နေတယ်ဒါပေမဲ့တကယ်မရောက်သေးတဲ့နေရာတွေလည်းရှိတယ်အဲ့ဒါမျိုးတေစာစုံစမ်းပြီးတော့သွားလှူစေခြင်းလည်းနောက်ပြီးတော့ပုံလှူတဲ့အဖွဲ့ကြီးကတေစာထိရောက်လုပ်တဲ့ဟာမျိုးလှူစေခြင်းလည်းအော်နောက်ပြီးတော့အခုကပြန်လေထူထောင်ရေးအတွက်လုပ်ရမှာဆိုတော့နောက်ဆုံးအစားတော့ပါကြာပြည်စုံနေပြီဆိုရင်ဥပမာဒီတိုင်ကပြိုးရမယ်ပြိုးဖို့ပတ်သက်မရှိဘူးဆိုရင်အဲ့ပြိုးဖို့အတွက်ကိုယ်ပိုင်လုပ်ပေးနိုင်တယ်အဲ့တော့စူပါမီတော့ဘယ်လိုလုပ်ပေးနိုင်လဲအဲ့လိုမျိုးကိုတေစာစဉ်းစားပြီးတော့လှူစေခြင်းလည်းအဲ့ဒါကထိရောက်တဲ့အလိုဖြစ်ပါတယ်အဲ့လိုမျိုးတွေကြံပေးခြင်းပါတယ် အခုတော့ဟောဘောကပြိုသွားတဲ့နေရာတွေမှာတော့သူတို့ဒီကဲဟောဘောကဲတဲ့ရေးတို့နောက်တော့အချိန်တွေဟောတက်ဆိုင်ရဘက်ကနေပြီးတော့သူတို့နီးစင်းနေကြသူတို့ဟောလို့ပါလိမ့်မယ်နော်ဟိုဟိုဟောနော်ပလန်တွေရှိလာပါလိမ့်မယ်ပေါ့နော်ရှိနေပြီလို့လည်းထင်ပါတယ်ပေါ့အခုတော့ကြောင့်လည်းမဖြစ်သေးတဲ့နေရာတွေမှာတော့ဒီလိုမျိုးဖြစ်ရင်ဘယ်လိုမျိုးကာကွယ်ရမလဲဆိုတော့အဘူးတူတာတွေကိုကြကြပြပြပို့ပြီးတော့ အတော်တော်ဖြန့်ဝေတင်တယ် share လုပ်တင်တယ်လို့တော့ထင်တာပဲပေါ့နော်။ဘာလို့ဆိုတော့မထားရပါရန်ကုန်ဆိုတော့ရန်ကုန်လျောက်3ပေးအန်နေရှိတယ်လို့3ပေးအဲမနော်ဟိုဟာရှိနေတယ်ဆိုတော့လေအခြားချိန်တွေမှာလည်းဖြစ်ပြီးသွားပြီဆိုတော့မဖြစ်ရသေးတဲ့ချိန်တွေမှာလည်းဒါနဲ့ပတ်သက်လို့ပြိုတင်ကဝင်ဘူးနဲ့ပတ်သက်လို့ပေါ့နော်ဘယ်လိုမျိုးလုပ်တင်လုပ်ထိုက်တယ်ဆိုတာတွေခုနေကအာတောင်းနေတယောက် share လုပ်တာတို့သမတောင်းနေတယောက်ဟောပေါ့နော်အသိပညာပေးတာမျိုးတွေဘလို့တင်တာပေါ့လေအခုလုပ်တဲ့နေရာအခုဖြစ်တဲ့နေရာတွေကတော့ဆက်ပြီးတော့တို့ကတို့ဟိုဟို ဖြစ်ပြီးွားပြီဆိုတော့ဆက်ရှင်းရုံပဲရှိတော့ဘောနော်ဒါဒါပဲပေါ့အဲ့အကြောင်းဆိုရင်ပေါင်း200ကျော်ပြီနော်200 400လောက်ရှိပြီပေါ့အဲ့အကြောင်းဆိုလည်းမီးလောင်ပြီးတော့ပြည့်စုံသွားတယ်ဆရာတော်လည်းမီးလောင်ကိုကြောက်ပြည့်လုံးလုံးမွားတယ်ဆိုတော့လေဟိုအဲ့အကြောင်းလည်းကျွန်တော်တို့တက်တဲ့ပြပြလည်းရှိတယ်ပလူကလည်းခံပြီးတော့အဲ့ပို့ပေးတာပေါ့နော်ပြီးတော့အဲ့ဒီမှာဆရာတော်ဈေးလောက်ပြောရတယ်ဥပမာလို့အကုန်လုံးတက်နေတော့ပြင်ပြေးလိုက်တယ်ဆိုတော့ဒီကအဲတမိုင်းဝင်အကြောင်းတကြောင်းကိုလည်းမြင်ရတယ်နောက်ပြီးတော့ဒါမျိုးကကြတော့ပြန်မရတော့ပြန်မရတော့ဟိုသူကပြိုကျတာမဟုတ်ဘူး ပြိုကျရင်တော့ဒါဟိုလေရှေးဟောင်းငွေလေးတို့ထားလို့ရတယ်သူကလုံးဝတကြောင်းလုံးပြီးတော့ပါအဲ့တော့ဒီကြောင်းရဲ့အရေးဝေကြောင်းရဲ့ပုံစံကတားရပါပဲမြင်ရမှာဟုတ်အဲ့တော့အဲ့ဒါလေးလာကြည့်စစ်ချင်ပါ